နွေကာလ၌မိုးပွင့်ကဲ့သို့၎င်းစဘာရိပ်ရာကာလ၌မိုးရေကဲ့သို့၎င်းမိုက်သောသူသည်ဂုံအတီကိုမခံသင် စာငက်သည် အရရက်လက်လေ၍ဇရက်သည်လည်းပြန်သွားသကဲ့သို့ထိုနည်းတူအကြောင်းမရှိသောချိန်ဆချင်းသည်မသိမရောက်တံညင်းဖို့နှင်တံညင်းဖို့ဆက်ကျူမိုက်သောသူဤကြောဖို့ချိန်လုံးသည်တင့်ပေ၏မိုက်သောသူဤသဘောသို့လာ၍သူဤစကားကိုမချေနှင့် ထိုတို့ချီလင်သူနှစ်တူလိမ့်မည်မိုက်သောသူဤသဘောသူလိုက်၍သူဤစကားကိုချီလောသို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်မိုက်သောသူတွင်မှားလိုက်သောသူသည် ကိုချီကိုဖြတ်၍အကျိုးနည်းရှိ၏တုတ်တန်စကားကိုမိုက်သောသူပြောခြင်းသည်ခြေစွန့်သောသူဤခြေကြွခြင်းကဲ့သို့ဖြစ်၏မိုက်သောသူကိုချီးမြှောက်ခြင်းသည်ကြောက်ပုံ၌ကြောက်မြက်ကိုပစ်ထားခြင်းကဲ့သို့ဖြစ်၏ စူးသည်ရမူသောသူ၏လက်ကိုစူးတကယ်သူတုတ်တန်စကားသည် မိုက်သောသူ၏နှုတ်၌ရှိကြီးသောသူသည် ခတ်သိမ်းသောသူတို့ကို တုံလုံးစေတည်း၏မိုက်သောသူနှင့်ပြမားတတ်သောသူတို့ကို စေတုံးတည်း၏ခွေးသည်မိမိအံဖက်ကို ပြန်၍စားတတ်တကယ်သူမိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ကျင့်တတ်၏ငါသည်ပညာရှိ၏ဟုထင်သောသူရှိလျှင် ထိုသူ၌မျှော်လင့်เสียအခွင့်ရှိသည်ထက်မိုက်သောသူ၌သာ၍မျှော်လင့်เสียအခွင့်ရှိ၏ ပြင်းရည်သောသူကအိမ်ပြင်မှာခြင်သိမ့်ရှိ၏လမ်းတို့၌ခြင်သိမ့်ရှိ၏ဟုဆိုတတ်၏တကယ်ရွက်သည်ပတ္တာအာဖြစ်လေတကယ်သူပြင်းရည်သောသူသည်အိယာပေါ်မှာလဲတတ်၏ပြင်းရည်သောသူသည်မိမိလက်ကိုအိုး၌သွင်းတော်လဲတဖန်နှုတ်၍မိမိပါဇက်သို့ခွင့်ရလင်စိတ်ညစ်တတ်၏ပြင်းရည်သောသူကငါသည်အကျိုးအကြောင်းကိုပြတတ်သောသူခုနှစ်ယောက်ထက် ตา၍ปัญญาရှိသည်ဟုမိမိကိုယ်ကိုထင်တတ်၏လမ်း၌လျှောက်သွား၍မိမိနှင့်မဆိုင်သောအမှုကို ရောနှောသောသူသည်ခွေးနှရွက်ကိုကင်ဆွဲသောသူနှင့်တူ၏ငါကြည်စားယုံမြတာပြုသည်ဟုဆိုလျက်မိမိအိမ်ကြီးခြင်းကိုလှည့်စားသောသူသည်မိစညာတေဘေးကိုပြစ်တတ်သောအယူနှင့်တူ၏ထင်းမရှိလင်မိတေတတ်တကယ်သူဂုံးတိုက်သောသူမရှိလင်ရန်ငိမ့်တတ်၏မိခဲခြင်းပြုတကယ်သူ၎င်း ချင်းသည်မိမိကိုမှုေးတဲ့ကဲ့သို့၎င်းရန်တွေးတက်သောသူသည်ခိုက်ရန်မှုကိုပြုစုတတ်၏ဂုံးတိုက်သောသူ၏စကားသည်ငြိမ်သောခဲဖွဲစားဖွဲကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏ချစ်အားကြီးသောနှုတ်နှင့်စိုးညစ်သောစိတ်နှလုံးသည်ချော်မွမ်းမံသောအိုးချမ်းနှင့်တူ၏အညိုးထားသောသူသည်နှုတ်ဖြစ်လျောဝဲ၍ကိုယ်အထဲမှလှဲ့စားသောသဘောကိုဝတ်ထားတတ်၏ထို့သောသူ၏စကားသည် ချိုးတော်လဲမယုံနှင့် ူဤစင်ကလုံးထဲမှာဆက်ဆုပ်ရွှရှာဖွေသောအရာခုနှစ်ပါးရှိအညိုးထားခြင်းကိုလဲ့စားခြင်းဖြင့်ဝတ်ထားသောသူဤဒူးစရိုက်အပြစ်သည်ပရိသတ်ရှိမှထင်ရှားလိမ့်မည်တွင်တူသောသူသည်မိမိတွင်ထဲသို့ကြလိမ့်မည်ကြောက်ကိုလှိမ့်သောသူပေါ်သို့ထိုကြောက်သည်ပြန်၍လှိမ့်လိမ့်မည်ငုတာပြောတတ်သောသူသည်မိမိညင်းဆဲသောသူတို့ကိုမုန်းတတ်၏ချုံမော့တတ်သောသူသည်လည်းဖြက်စီးတတ်၏